ကားနဲ့ပတ်သက်ပြီးတော့ကားရောင်းကျင်နေတာလားကားဝယ်ကျင်နေတာလားကားတွေကိုအလဲထက်ပြုတ်လုချင်နေတာလားပြန်လဲပြီးရောင်းချချင်တယ်ဆိုပြန်လဲရောင်းချလို့ရတယ်အလဲထက်ပြုတ်လုချင်တယ်ဆိုလာရောက်ပြီးအလဲထက်ပြုတ်လုလို့ရတာမင်္ဂလာပါမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါသည်ခင်ဗျာကဲကိုမိုးကားအမှုပညာပြန်လာပါပြီကဲကျွန်တော်တို့ယခုရက်ပိုင်းမှာကျွန်တော်တို့အားပေးကြတဲ့မိတ်ဆွေလွန်စွားမှများပြားတယ်ကျွန်တော်အခုဒီအခုကျွန်တော်ရဲ့ဘေးနားမှာမြင်တွေ့နေရတဲ့ Toyota Effect ျွန်တော်တို့ MZG full grade လေးကတော့ကျွန်တော်တို့ရန်ကုန်မြို့အဲမြောက်တကုံမြို့နယ်ကနေပြီးတော့လာရောက်ပြီးအပေးသွားတဲ့ကားလေးဖြစ်ပါတယ်ဒါကတော့ဒီကားလေးကဆင်ရန်ချဝယ်ယူသွားတဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ခဏနေတော့ဝေချေခြင်းတွေဆောင်ရွက်มาဖြစ်ပါတယ်ခင်ဗျာအဲဒီလိုပဲကျွန်တော်ဆီကနေပြီးတော့အပေးဝယ်ယူသွားတဲ့ကားလေးတွေအခုရက်ပိုင်းမှာ9သီးဝန်းကျင်10သီးဝန်းကျင်ရှိပါတော့ဒီကားလေးတွေမှာတော့ကျွန်တော်တို့ဘာကားလေးဖြစ်မလဲဆိုတော့ Brilliant V3 လို့ကားမျိုးလေးတွေ Artiga Type 4လို့ကားမျိုးလေးတွေ Toyota Belta လို့ကားမျိုးလေးတွေ များစွာကိုရောက်ချပြီးတော့ Soy DA7 ပြီးတော့ကျွန်တော်တို့ Jet Dollar လိုကားမျိုးတွေကိုကျွန်တော်တို့ရောင်းချများစွာရောင်းချပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာကဲအခုရက်ပိုင်းမှာ ရောင်းချပြီးတဲ့ရောင်းချပြီးသွားတဲ့ကားလေးတွေကိုပြန်လည်ပြီးတော့လာရောက်ပြီးရောင်းချတဲ့ကားလေးတွေကိုကျွန်တော်ကုမိုးကားနုပညာတွေပြန်လည်ဝယ်ယူသွားဝယ်ယူထားတဲ့ကားလေးတွေရှိပါတယ်ဘလို့ကားလေးကိုပြန်လည်ဝယ်ယူထားလဲဆိုတော့ကျွန်တော်ဆီကပြီးခဲ့တဲ့6လဝင်းကျင်ပြီးခဲ့တဲ့တစ်နှစ်ဝင်းကျင်က Brilliant V3 လေးတွေကျွန်တော်တို့ ဝယ်ယူသွားတဲ့သူတွေနော်အကြောင်းမျိုးကြောင့်ပြန်လည်ပြီးရောင်းချခြင်းတဲ့သူတွေကိုပြန်လည်ဝယ်ယူပေးထားပါတယ်အပြီးတော့ရင်ကျွန်တော်တို့ကျွန်တော်ရဲ့ background မှာရှိတဲ့ဒီကားလေးဆိုလို့ရှိရင်လည်း Chevrolet MW ကားလေးတွေလည်းကျွန်တော်စီမှာဆင်ရန်ချဝယ်ယူထားတာဖြစ်ပါတယ်ဒီလိုပဲကျွန်တော် Belta လေးတွေကျွန်တော်စီမှာလာရောက်ပြီးရောင်းချခြင်းတဲ့သူတွေလာရောက်ရောင်းချထားတဲ့မိတ်ဆွေတွေကျွန်တော်စီမှာပြန်လည်ဝယ်ယူပေးထားပါတယ်ဒါကြောင့်မို့ကျွန်တော်စီမှာဘလို့မျိုးကားလေးကားတွေကိုရောင်းချတဲ့အပြင်ကိုကျွန်တော်တို့ပြန်လည်ဝယ်ယူခြင်းတွေကိုဆောင်ရွက်ပေးတယ်အဲဒီလိုပြန်လည်ဝယ်ယူပြီး ပေးခြင်းတွေကိုစောင့်ရွက်ပေးုံနေလားဆိုမဟုတ်ဘူးအလဲအထက်ကျွန်တော်စီမှာဝယ်ယူထားတဲ့ကားလေးတွေကိုပြန်လဲပြီးတော့အခြားကားစီးနဲ့လဲထက်လှုပ်ချင်တာတို့ဒါမှမဟုတ်မိမိပိုင်ဆိုင်တဲ့ကားလေးတွေကိုကျွန်တော်တို့အလဲထက်ပြန်ပြီးပြုလုပ်ချင်တဲ့ကားလေးတွေကိုကျွန်တော်တို့များစွာလဲထက်ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်စီမှာကားလေးတွေနော်ဝယ်ယူခြင်းနဲ့ဆိုလားဝယ်ယူနိုင်သလိုပြန်လဲပြီးရောင်းချခြင်းနဲ့ဆိုပြန်လဲရောင်းချလို့ရတယ်။အလဲထက်ပြုလုပ်ခြင်းနဲ့ဆိုလာရောက်ပြီးအလဲထက်ပြုလုပ်လို့ရတာဖြစ်တဲ့အတွက်အားသာချက်တွေများစွာရှိပါတယ်။ဒါကြောင့်မလို့ ကိုမိုးကားနုပညာကားစင်စင်တာမှာ after စစ်ဘေးတွေလည်းများစွာဆောင်ရွက်ပေးနေတယ်လို့ကားနဲ့ပတ်သက်ပြီးတော့ကားရောင်းချင်နေတာလားကားဝယ်ချင်နေတာလားကားတွေကိုအလဲထက်ပြုလုပ်ချင်နေတာလားကိုမိုးကားနုပညာကိုတတိရလိုက်ပါအားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာအားလုံး